်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါဒီဗီယိုမြင်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ။အာရခတ်တတော် AA ကဖန်စီထိမ့်သိမ်းထားတဲ့အသက်မပြည့်သေးတဲ့ចောင်းသားတွေအပါအဝင်ချင်းလူငယ်63ယောက်ကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့မိသားစုဝင်နေတဲ့ချင်းနိုင်ငံရေးဥဆောင်ကော်မတီကတောင်းဆိုလိုက်ပါတယ်။ဒီအကြောင်းကိုတော့ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ ပြီးခဲ့တဲ့မေလ9ရက်နေ့က Great တွေတက်ရောက်မဲ့ချင်းလူမျိုးចောင်းသားចောင်းသူ၁၀ယောက်ဟာကြောက်ဖြူကနေရေကုန်မျိုးကိုចောင်းတော်တက်မဲ့ဆိုပြီးတော့တဲ့အချိန်အရခတက်တော်အေးရဲ့ဖန်ဆီးတာကိုခံခဲ့ရတယ်လို့ဖန်ဆီးခံထားရတဲ့မိသားစုဝင်တစ်ယောက်ကပြောပါတယ်ဖန်စီခရရသူတွေကချင်းလူမျိုးចောင်းသူ9ယောက်နဲ့ចောင်းသား3ယောက်တို့ဖြစ်ကြပြီးចောင်းသူ4ယောက်ကိုတော့ပြန်လို့ပေးလိုက်တယ်လို့သိရပါတယ် လက်ရှိမှာတော့အဲ့ဒီចောင်းသားတွေကိုအေအေကစစ်မှုထမ်းဖို့ခေါ်ဆောင်တော်တယ်ဆိုတာကိုဒါကြားသိရပြီးတော့အခုအချိန်ထိအဆက်အသွယ်တစုံတရာမရရှိသေးတာကြောင့်စိုးရိမ်မိတယ်လို့ဖန်ဆီးခံထားရတဲ့မိသားစုဝင်တယောက်ကပြောပါတယ်ညောင်းသွားမယ်ဆိုတော့မှကြောက်ဖြစ်ခဲ့သွားတာသူကလင်းလင်းနဲ့သွားမယ်သွားမယ်ဆိုပြီးတော့မှလက်မှာအဖမ်းခံရတာအဖမ်းခံရတဲ့နေ့ကတော့ရသေးပါတယ်ကျွန်တော်တို့အဲ့နေ့တည်းပဲဖုန်းပြောညောင်းမသွားဘူးတဲ့ပြောကိုပြန်ပြီးတော့သူတို့ပြန်လှုပ်မာတဲ့တင်းနေကြပြီးတော့မှလွယ်လည်းမရောက်ဘူး ဖမ်းသွားတယ်ဆိုတော့တင်းတင်းပဲကြလို့လားဟုတ်ရန်ကုန်တော့ဆယ်ယောက်ပတ်သွားတယ်၄ယောက်ကပြန်ပြီးတော့လှုပ်ပြတယ်အသက်ပြည့်တဲ့အချိန်မှာပါသေးတယ်ကျွန်တော်ကျောင်းသားပဲရှိသေးတယ်56လုံးရှိမှတင်တဲ့ gate ထွန်းတို့ရောက်မှကျောင်းတက်မယ်ဆိုတော့မှသွားတာကျွန်တော်ကတော့ပြောချင်တာကတော့ဒီလိုမျိုးအသက်မပြည့်သေးတဲ့ကလေးတွေကိုစိတ်ပူရတာပေါ့လွတ်တော့လွတ်စေချင်တာပေါ့ကလေးတွေဆိုတော့သူတို့စိတ်တိုင်းမရွယ်မဟုတ်ဘူးလေကျောင်းတက်ရမယ်အဲ့ကြောင့်စွန့်ရတာပေါ့ ိသားစုစာဝန်နေရဲ့အတွက်ပြီးမထရက်အလုပ်လုပ်မဲ့ချင်းလူငယ်တွေနဲ့ပညာသင်ကြားဖို့တောရောက်ကြတဲ့အသက်မပြည့်သေးတဲ့ချင်းကြောင်းသားကျောင်းသူ63ယောက်ကိုအရခတက်တော်အေကဖန်စီပြီးစစ်တင်တဲ့ကိုပို့ဆောင်ထားတယ်လို့မေလာ28ရက်နေ့မှာချင်းနိုင်ငံရဲ့ဥဆောင်ကော်မတီရခိုင်ပြည်နယ်ကထုတ်ပြန်ထားပါတယ်။ AA ကဖန်စီပြီးစစ်မှုထက်ဖို့ခေါ်ဆောင်တော်သူတွေကပြီးခဲ့တဲ့2023ခုနှစ်အောက်တိုဘာလမှတကြိမ်2024ခုနှစ်စတင်ဘာလမှတကြိမ်နဲ့2025ခုနှစ်ဧပြီနဲ့မေလမှတကြိမ်အတိအကျဖန်စီခံခဲ့ရတာဖြစ်တယ်လို့ချင်းနိုင်ငံရဲ့ဥဆောင်ကော်မတီရဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်ဒီအချက်အလက်တွေဟာချင်းနိုင်ငံရဲ့ဥဆောင်ကော်မတီရခိုင်ပြည်နယ်ကကောက်ယူရရှိထားတဲ့စည်ရင်းတွေဖြစ်ပြီးဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာကြောင့်မြေပြင်မှာဒိဋ္ဌက်ပိုရှိနိုင်သေးတယ်လို့ဆိုပါတယ်။ ဖက်ရှိခံရတဲ့ကျောင်းသားကျောင်းသူတွေကိုဟိုအများဆုံးလှုပ်ဆဲခြင်းနဲ့အတွက်ကြောင့်ကျွန်တော်တို့ထုတ်ပြန်အချင်းဖြစ်ပါတယ်လို့ဒီအရခတ်တော်အနေနဲ့ဘယ်လိုမျိုးထုတ်ပြန်ချက်တွေပဲမတုတ်ခင်မှာပဲဖြစ်ဖြစ်ဘယ်လိုဥပဒေတစ်ခုမပြတ်တမ်းခင်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့အာရခိုင်ပြည်မှာရှိတဲ့ပြည်သူလူထုတွေနဲ့အရင်ဆုံးတိုင်ပင်ပြီးတော့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုပို့ပြပြီးတော့မှဒီထုတ်ပြန်တဲ့နေလို့တော့မြင်ပါတယ်ပြီးနောက်တစ်ခုကရခိုင်မှာက လူနေစုတွေများတယ်ဒါဆိုတော့သူတို့နဲ့အလူနေစုတွေနဲ့တည်တည်ချာချာတိုင်တိုင်ပင်ပင်ရှိပြီးတော့မှပြီးရင်ဒီလူနေစုတွေရဲ့အဥပဒေတွေလူနေစုတွေရဲ့ရပိုင်ခွင့်တွေပေါ့လေအဲအဲ့လိုပုံစံမျိုးတွေကိုတရုတ်ဝင်လူမျိုးစုဆိုင်ရာမူဝါဒတွေကိုတရုတ်ဝင်ထုတ်ပြန်ဖို့အကြံပြုလိုပါတယ်ခင်ဗျာဟုတ် အရခတတော် AA ကလည်းအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP အရာစစ်မှုထမ်းအကျုံးမှွေတဲ့လူငယ်တွေကိုရခိုင်ပြည်ပြပထွက်ခေါ်ခွင့်ကို တားမြစ်လိုက်တယ်လို့ပြီးခဲ့တဲ့မေလ20ရက်နေ့မှာတတိပေးထုတ်ပြန်ထားပါတယ်။ ါပေမဲ့ပညာဆက်လက်သင်ကြားနိုင်ဖို့နဲ့အနာဂတ်အိမ်မက်တွေကိုပုံဖော်နိုင်ဖို့အတွက်လူငယ်အများစုဟာရခိုင်ပြည်ပြည်ပေါ့ကိုတောရောက်ပညာသင်ကြားကြပါတယ်။လက်ရှိမှာရခိုင်ကပြည်သူတွေဟာပညာရေးဆိုင်ရာလက်လဲမိခွင့်၊ကျန်းမာရေးဆိုင်ရာလက်လဲမိခွင့်နဲ့အသက်မွေးဝန်ကြောင်းဆိုင်ရာလက်လဲမိခွင့်စတဲ့အကျယ်အတည်းတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ကျမကကေခိုင်ပါ။ စကိုင်းတိုင်းမုံရွာမြို့မှာစစ်ကောင်စီတပ်ရဲ့မတရားပေါ်တာဆွဲဖမ်းဆီးခံရသူ၂ယောက်ဟာလက်နက်ခဲယမ်းတွေနဲ့အတူမေလ29ရက်မှာပတ်ပြောင်းခုလုံလာခဲ့တယ်လို့စကိုင်းတိုင်းအခြေစိုက်ပြည်သူ့ကောက်ွယ်တပ်ဖွဲ့စီကနေသိရပါတယ်။မုံရွာနမခတွေကနေအလင်းဝင်ရောက်လာကြသူတွေဟာစစ်တနန်အပတ်စဉ်၈တနန်းစင်ထားသူတွေဖြစ်ပြီး MA1 တနန်း၂လက်၊36ခွင်းပုံ၂လုံး၊နေမိုင်း၂လုံး၊5.56ကြီအတောက်၂၀၀တို့နဲ့အတူအလင်းဝင်ရောက်လာတာဖြစ်တယ်လို့သိရပါတယ်။ အလေးဝလာသူ၂ယောက်ဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူစစ်ကောင်စီကိုတံပြန်တိုက်ခိုက်ဖို့ဆုံးဖြတ်ချက်ချထားသူတွေဖြစ်ပြီးသူတို့ကိုလက်ခံထားတဲ့ရဲကြီးပကဖအဖွဲ့ကဆက်လက်တာဝန်ယူပြီးတော့လုံခြုံတဲ့နေရာမှာထားပေးထားတယ်လို့စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက DVB ကိုပြောပါရရှင်။ ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဟာသမ္မတဒေါ်နယ်ထရမ့်ရဲ့ဘတ်ဂျက်ဥပဒေကြမ်းကိုစိတ်ပျက်မိတယ်လို့ပြောကြားခဲ့ပြီးမှအစိုးရအကျိုးထိရောက်မှုဌာန DOJ ကိုဦးဆောင်လာတဲ့ကာလအဆုံးသတ်တော်မှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။ကျွန်တော်ရဲ့အထူးအစိုးရဝန်ထမ်းသတ်မှတ်ကာလအဆုံးသတ်တော်မှာဖြစ်တဲ့အတွက်အလဟသက်ဖြစ်တဲ့အသုံးစရိတ်တွေရှင်းချဖို့အခွင့်အရေးပေးခဲ့တဲ့သမ္မတဒေါ်နယ်ထရမ့်ကိုကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ DOG ဌာနမစ်ရှင်တွေဟာအစိုးရတစ်ခုလုံးရဲ့လုံရုပ်လုံစင်ဖြစ်လာတဲ့အမျှပုံမအားကောင်းခိုင်မာလာပါလိမ့်မယ်လို့ Max ကသူ့ရဲ့လူမှုကွန်ရက် X မှာရေးသားခဲ့ပါတယ်အထူးဆိုရဝင်တဲ့သတ်မှတ်ချက်အရတနစ်ကိုပြောင်စုတောင်းဝင်ရက်130အထိထမ်းဆောင်နိုင်ပြီးတက်တန်းတူလို့ရပေမဲ့ရက်ပြည့်ချိန်မှာအနားယူလိုက်တာဖြစ်ပါတယ်။ Trump အဆိုရတက်လာတဲ့ဇန်နဝါရီလ20ရက်နေ့ကစတွက်ရင်မေလကုန်မှာတက်တန်းကုန်မှာဖြစ်ပါတယ်။ သမရထွန်းကကြီးကျယ်ပြီးလှပတဲ့ဥပဒေကြမ်းလို့တင်စားတဲ့ဘတ်ဂျက်ဥပဒေကိုမတ်စ်ကဝေဖန်ခဲ့ပြီးမှအခုလိုထွက်ခွာဖို့တရားဝင်အတည်ပြုလိုက်တာဖြစ်ပါတယ်။မတ်စ်ကအခုလိုဝေဖန်ခဲ့ပြီးမှထရန့်ကိုရိုင်းကဒီဥပဒေကြမ်းကို ပြန်ညှိနှိုင်းသွားမှာဖြစ်ပြီးတချို့အချက်တွေသဘောကျပေမဲ့တချို့အချက်တွေကိုမကြိုက်ဘူးလို့ထရန့်ကတုံ့ပြန်ထားပါတယ်ရှင်။ဒီဗီဒီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ ကျမတော့ဖူးအီနွယ်ပါ ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။